အဲသွားတာရှင်သွားတာတခါမြင်တာတွေကြားတာတွေရှိတာပေါ့။ဒါကြတော့ရှင်စိတ်ကူးစဉ်းစားကြံစည်တာရှိတယ်။ဒါကြရင်ကြောင်းတာပူနာခြင်းခဲတာဝေဒနာတွေရှိတယ်။ရှူရရှူရအောင်လေးမှာစိတ်ကလေးရတခါတည်းစိုက်ပြီးတော့တခါကြဝင်သွားတာပေါ့။သမာဓိအားကောင်းနိုင်ကိုယ့်အကိုသိရတယ်၊သူကသင်ကြားတယ်၊သူကဒီဥစ္စာအသိနဲ့အာရုံနဲ့တခါတည်းတခါတည်းချိန်ပြီးတော့ချလိုက်တယ်၊သူကလည်းသူတခါတည်းကိုက်နေတာ။ဟိုသိင်းလို့လည်းလည်းတူပါတယ်သူက။ဟိုခွေးသားတွေချင်းကူးထားတဲ့နိုင်စက်ဘင်းလေးတွေညာလည်းရှိသိပညာလည်းရှိပါတယ်ကွာ။ အောင်မဟုတ်တတက်လေဆိုတာဒီကတက်နေတခါတည်းကိုက်သူကလည်းလူပဲဟိုဘိန်းနဲ့ဒီဘိန်းနဲ့ဟာသူ့ချိုင်ကလေးနဲ့တူကိုက်ပြီးတော့ကြနေတာပဲသူကဒီလိုသွားနေအဲ့ဒါလိုပဲသူကဟိုကအာယုံပေါ်ဆန်တဲ့ဒီကတိတာနဲ့ဟိုကအာယုံပေါ်တဲ့ဒီကတိတာနဲ့ဖောင်းတာနဲ့တိတာနဲ့ဘိန်းတာနဲ့တိတာနဲ့တခါလဲမှတ်ရမှတ်ရအာယုံလေးနဲ့မှတ်တဲ့စိတ်ကလေးဟာတခါလဲနောက်သူတို့နှစ်ခုကလူကြောက်ကနေပြီးဘေးကနေတဲ့ပေးနေတယ်လို့ပဲတခါလဲသူကခံကြရတယ်အဲ့လိုသွားနေတာသူ့ရရနဲ့သူ့လိုက်ပဲအဲ့ဒီမှာအာယုံနဲ့စိုက်ကနေစိုက်ကနေကြောက်အဲ့ဒါတမာရီခေါ်တယ် ဒီသမารီကိုဟောနေတာကသမာသမารီမဲ့ခင်ဆိုတာဒီဥစ္စာကိုဟောနေတယ်။အဲဒီတော့ကျူရာရာရင်သူဇိုက်ဝင်ငါအင်ပဇာမီပဇာဗြဟ္မဇံဘောလားဗြဟ္မဇံမီဆိုတော့သမာဓိစကားကကုလို့မကောင်းတော့ဘူးငါကမချောတော့ဘူးအပရင်ဗြဟ္မဇံတော်ပါပြီပရင်အတူယုတ်ပဲအဲ့ဒီကတလုံးနဲ့ပဲနာမည်ပေးထားတယ် ကျူရရာရင်သူဇိုက်ဝင်ငါအင်ပဇာနီကျူရရာတွင်သူဇိုက်ဝင်ငါအင်ပဇာနီကျူရရာတွင်သူဇိုက်ဝင်ငါအင်ပဇာနီ

ဧကဂရကသမာဓိလေဝိတေဝိသရဒီလိုဧကဂရတရားဒီငါးပါးအပေါင်းကိုသံခေါ်တယ်ဒီငါးပါးစုပြီးတော့အလုံးလုံးနေတာလေဆိုတော့တခုတည်းအလုံးလို့ဖြစ်တာမဟုတ်ဘူးဒီပြင်တောင်မှရှင်မရှင်မတည်းအများကြီးရှိသေးစဉ်းမှုဝင်လို့သိခြင်းအဲဖာတာတို့ပညာတို့မနတိကာရတို့သိခြင်းအများကြီးရှိသေးသူနဲ့တွဲပဲတည်းသောသောလည်းပဲဇန်တရားအနေနဲ့ကသူတို့ငါးခုပဲသိင်းဝင်တယ်သူတို့ပဲသိင်းဝင်တယ်တရားတွေကသိင်းမဝင်ဘူး။ဘာနဲ့သူတို့ဆိုလောကမှာ လုံးတစ်ခုလို့ရင်လူကြီးလောက်သာနာမည်ပေါ်ပြီးတော့လူငယ်တွေကဆင်းပြောင်းတယ်လို့ပဲအဲ့ဒီလိုပဲဒီမှာဒီသူ့ရဲ့စိတ်ဒုက္ခတစ်ခုတည်းဘာဝင်တာတရားပေါင်း20လောက်တရားပေါင်း20ကျော်30ရှိတယ်အဲ20ကျော်30တဲကသူကဆင်းပေါက်တာက5ခုပဲကျေသားဆိုသူ5ခုပဲပေါက်တယ်ဒီကဝိဇ္ဇာရာဒီကဝိဇ္ဇာရာဒီဇိုင်းငါးပါးကိုပထမဆုံးခေါ်သည်တဲ့ဒါလည်းသူကောင်းပါပဲဒါမှလည်းပြီးမှာအမှုနဲ့ လို့မရဘူးလားကဲကျွမ်းဝိကဲဝိသရာပီတိဒုက္ခဒေကေဒတာဝိကဲဝိသရာပီတိဒုက္ခဒေကေဒတာအာဟုဝေတိမမြဝိကဲဝိသရာပီတိဒုက္ခဒေကေဒတာဒါဆိုတော့ဘုံဘုံလောက်ပဲကြည့်ရတယ် ကျဝိသရာတိတိသုသာကိကကတာဒီငင်္ဂ၅ပါးကိုငင်္ဂ၅ပါးအပေါင်းကိုသာဟုသမသာဟုခေါ်သည်ဒီငင်္ဂ၅ပါးအပေါင်းကိုသမသာဟုခေါ်သည်ဤကျဝိသရာတိတိ

g m gaa ara bawụ ihe ọi and all right. ြက်ကနေကြက်ကနေကြားနေတာအဲ့ဒါသမာဓိလေးသူကအဲ့ဒီ၅ပါးအပေါင်းကိုပထမဇာလို့ခေါ်တယ်ကျွရရစူးစဲဝဲ၅အင်းလေ၅အင်းအင်္ဂ၅ပါးကို၅အင်း၅အင်းအင်္ဂအင်္ဂပဲအင်္ဂ၅ပါးလို့ဆိုတော့ပဇာမီတယ်ပထမဇာလို့ခေါ်တယ်ဟောဒါတော့ဆိုတော့နားလဲပါပြီဝိတဝိဇာရပိဒုက္ခဧကကရာဈိဆိုင်က၅ပါးအပေါင်းကိုပထမဇာလို့ခေါ်သည်ဒါကယူယူကိုကျန်စီစဉ်းစားနှစ်သိမ့်ပွား ကောင်းစားချမ်းသာစီရှုရရရင်စူးစိုက်ဝင်ငါရင်ပဇာမီဟောတာပထမဇာအဲ့ဒီပထမဇာကိုရောက်ပြီးတော့နေတယ်တဲ့ဒါသမထကဇာလည်းဖြစ်နိုင်တယ်အဲလောကုတ္တရာဇာလည်းဖြစ်နိုင်တယ်လို့ဆိုပြောဟောတာလောကုတ္တရာဇာတော့ရည်ဝယ်ပြီးတော့ဟောလိုက်မယ်ကွာလောကုတ္တရာဇာသောတာပတိမေရောက်တဲ့ပုဂ္ဂိုလ်သောတာပတိမေပထမဇာကိုနိဗ္ဗာန်အယုံမှာဝင်ရမှာဝေကြတော့ပထမဇာနဲ့ နိဗ္ဗာန်အယုံကိုသောတာပတိမေဝင်လို့ရှိရင်ဖြင့်ဒီကရှုနေရင်ပေါ်တယ်ဖောင်းတယ်ပိန်တယ်ထိုင်တယ်ထိတယ်ကိုယ်တယ်ဆန်းတယ်စသည်ဖြင့်မှရင်မှရင်နဲ့ဖြစ်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 တရားတွေဖြစ်ဖြစ်တဲ့တရားတွေမှရင်မှရင်ဖြစ်ဖြစ်တဲ့ပြီးရင်ပြီးရင်ကနေပြီးနောက်ဆုံးကြတော့ဖြစ်ဖြစ်တဲ့သင်္ခါရတွေလုံးဝငြိမ့်တဲ့နေရာအပေါ်တက်ခေါ်တဲ့တရားရောက်သွားတာကိုငြိမ့်ပါတယ်သင်္ခါရငြိမ့်တဲ့ဘောနိဗ္ဗာန်နဲ့တခါတည်းပြုတ်နေဝင်သွားတယ်အဲ့ဒီဝင်တဲ့နေရာမှာဝိတက်ပါတယ်တဲ့ပထမဇာနဲ့ဆိုရင်ဝိတက်ပါတယ်ဝိစာရသာသိမ့်မထင်ရှားဘူးသိမ့်မွေ့တယ်ဟိုကကိုကြတော့ ဟိုအရရတော့ကြံကြံကြံသနာနေမဟုတ်ဘူးဗရာဥပဒနာရှုပါသားတော့ဝိတ္တဝိသရတဲ့သိသင်ကြတယ်ဟိုကြတော့အပနာအနေအားဖြင့်အာယုန်နဲ့ပြည့်ဝင်သွားတဲ့အခါကျတော့ဝိတ္တဝိသရတွေတော့မတင်ကြအောင်အဲဝိတ္တကြာစီမှုလည်းပါတယ်ဝိသရအဲဒီငင်းတဲ့သဘောကိုသုံးသပ်ဆင်ခြင်လာလေးလည်းပါတယ်ပီတိလည်းပါတယ်ဒုက္ခလည်းပါတယ်ချမ်းသာတယ်အဲငင်းတဲ့သဘောတည်းမှာ ုးစိုက်ပြီးဝင်နေတဲ့သဘောလေးပါတယ်။ဆိုင်ငါးပါးနဲ့ပြည့်စုံပြီးတော့သောတာပတိမေပထမဇာနဲ့ဟောမှာနိဗ္ဗာန်ကိုမျက်မှောက်ပြုရတာ။ဗရာမိမေကြတယ်လို့ပဲနေမှာနာမိမေလည်းဒီလိုအရတမေလည်းဒီလိုပဲ။အဲလောကီဇာနဲ့ပြောမယ်ဆိုရင်သမထဇာနဲ့ခုနသတ္တဝင်နေဆိုသတ္တဝင်နေအာယုံမှာတခါလေသတ္တဝင်နေအာယုံလေးဝင်လိုက်ထွက်လိုက်ဝင်လိုက်တယ်အဲဒီမှာပရိပါဏမိဆိုတော့ဟောမှာရှင်နေကြကြအာယုံနေအကြောင်းဆင်းနေတယ်ကွာပိပိသရကြီးကြီးနေနေသာအရှင်ဖြစ်ပြီးတော့တင်းလာတယ် အဲ့ဒီအာယုံလေးမှဝင်လိုက်ထွက်လိုက်တခါတည်းကျိုးတခုလေးဆွဲနေတယ်လို့အတွင်းဝင်လိုက်ပြင်ထွက်လိုက်အတွင်းဝင်လိုက်ပြင်ထွက်လိုက်ဒါလေးပေါ်မှာစိတ်ကလေးကြီးနေရတာအဲသူ့ဆိုင်ပြီးတော့ပြီးနေလို့ချင်းအဲ့ဒီမှာဇာန်ဖြစ်တာကိုလည်းမဝိတက်လည်းပါတယ်ဝိသရလည်းပါတယ်သူ့အားနဲ့သူနှစ်တဲ့နေလည်းပီတိလည်းပါတယ်စိတ်ချမ်းသာမှုလည်းပါတယ်တကယ်ကြတာငြိမ့်နေတာပါဒီချိန်မှာသိနေဘယ်မှအာယုံယူအဲ့ဒီအာယုံထဲမှာစိတ်ကလေးကြီးနေအဲ့ဒါအနာပါနာနဲ့ဇာန်ရောက်တော့ဒါတော့ဒီတိုင်းနဲ့ဇာန်ရောက်တာလည်းကတိုင်းအာယုံဒီတိုင်းပဲအတူတူပါပဲ

ဘူဝေကဇံနိဝရဏကိစ္စချင်းကြောင့်ဖြစ်သောပိတိဒုက္ခံနှစ်သိမ့်အာရမှုပိတိသိချမ်းသာမှုဒုက္ခလည်းရှိသောပထမရှိဥစွာသောဇာနံအာယုံကိုသုဇရေချူသောဇံတို့ဥပဒံပိဇာယဝရတိနေ၏အဲ့တော့ဓမ္မသာအယောသတိဘိက္ခွေသမ္မာသမารိဇာသမ္မာသမารိပါပဲ ုံးတာမဆုံးသေးဘူးဒါပထမဇန်ပြီးရင်နောက်ဒုတိယဇန်တတိယဇန်နဲ့ခေါ်ရအောင်မယ်ကဲဒီနေ့တော့ကိုတရားဆရာဒီဒီလောက်နဲ့ပဲကနာတရားကြားသိမှုမှအချိန်ကတော့ကြာသွားပြီသံဃာကလေးတွေတပုတ်စီဆိုပြီးသိကြတယ်ဟုတ်လားသူဆိုင်သမှုကာယရေရှုဇန်ဟုခေါ်သည်သမထဇံဝိပဇံနတံ क्वे ရသည်

နောက်သတင်းကြတော့လည်းဘုန်းကြီးကရှိမှမဟုတ်ဘူး။ဟိုနောက်သာကွယ်နေကြမှာဟောရမှာပေါ့။လာပြီ။သာပြီးကျော်လေးရက်ကျတော့ဘုလေးရဲ့တရားဟောသွားကြရကြည့်။အဲ့ဒီတရားဟောသွားပြီးခွန်ရက်နေ့ပြန်မို့ရအကြောင်းမညို့လို့အဲ့ဒီကမပြန်နိုင်ပါဘူး။ခွန်ရက်တောင်မဟုတ်ဘူး၊ကြည့်ရတောင်ပြန်ဘူး၊ကိုယ့်ရက်နေ့တော့မှပြန်ရအောင်။အဲ့ဒါလည်းကျော်လေးရက်နေ့တရားဟောသွားပြီးတော့ကိုယ့်ရက်နေ့တော့မှပြန်ရအောင်။ဒါကြည့်ရနေကမဟုတ်နိုင်ဘူး။လာကွယ်နေကြမှာဟောရမှာ။ ီတော့တရားသိမှဒီမဂ္ဂင်စေပါတရားကိုယုဇဇနာကမှသာသောဓမ္မသမဏကုသိုလ်ကံစေတနာရဲ့အစွမ်းအနုဘောရကြောင့်မိမိတို့ဤသန္တာ၌ဤသမာဓိပါမသမာဓိနှင့်တကွမဂ္ဂင်စေပါတရားတို့ကိုဖန်ပန်ပွားများအထုနိုင်ကြသည်ဖြင့်ဝိပဿနာဉာဏ်စင်ရိယမဉာဏ်စင်နှင့်စေကတဲ့ဉာဏ်ရည်သည်ဘိဗ္ဗံသံသမာများကို ်လင်းမြန်စွာဆက်ရောက်ရင်မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း